ကဲဒီဒီခါမှာတော့ဗဟုသုတလေးတစ်ခုပြောပြပေးဦးမယ်ဆိုမှာဗာလဲဆိုတော့ဒါမြန်မာနိုင်ငံဆိုလို့ရှိရင်လဲ Facebook သုံးနေသူကတော်တော်များရဲ့เนาะဘာလို့များလဲဆိုတော့အခုဒီမှာပဲစစ်တမ်းကောက်ကြည့်လိုက်မယ်ဒီမှာ၃ယောက်ထိုင်နေလို့ရှိရင်ဒါ၃ယောက်လုံး Facebook သုံးတာပဲသုံးတာမှာအယူမှုသုံးရအောင်เนาะဟုတ်တယ် application တွေထဲမှာဆိုလို့ရှိရင်ဒါ Facebook ကိုအများဆုံးသုံးတယ်ဟုတ်တယ်အများဆုံးပေါ့အများနည်းနည်းပါတော့ပဲအားရတဲ့အချိန်တိုင်းအချိန်တိုင်း Facebook ပဲဖွင့်ကြည့်ကြရလေเนาะဟုတ်တယ်ဘာလဲလို့လဲမဟုတ်စဉ်းစားကြည့်ရတယ်ဆွဲလန်းနေတာပေါ့เนาะအဲ့တော့ဒီလိုမျိုးပဲဒါဆိုလို့လဲဒါ Facebook ကိုဆွဲလန်းတဲ့လိုမျိုးပဲဒီပေါ့เนาะဒီ တကွာလုံးမှရှိတဲ့နိုင်ငံတွေထဲမှာမှစံချိန်တင် Facebook သုံးဆွဲသူတွေရှိတဲ့နိုင်ငံ10ခုကိုဒါစစ်တမ်းကောက်ယူရဲစစ်တမ်းကောက်ယူရဲခါမှာအာနိုင်ငံမှာရှိတဲ့လူဦးရေတွေကမှဘယ်နေရာတိုင်းတော့ပြောရမယ်ဆိုရင်ဘယ်နဲ့ဦးတတိယ Facebook ကိုပုံမှန်သုံးပြနေတယ်ပားကြောက်အသုံးပြနေလဲဆိုတဲ့အချက်လေးတွေကိုသူတို့အနေနဲ့စစ်တမ်းကောက်ထားတာကိုပြောပြပေးမယ်ဒါလည်းအင်တာနက်ဂျာနယ်တွေအကြောင်းလေးပေါ့နော်ဒါ Facebook ကိုအသုံးအများဆုံးနိုင်ငံတွေထဲမှာမှနိုင်ငံ10နိုင်ငံကိုဒီနေ့ဖော်ထုတ်ပြသထားတယ်အဲ့ဒီထဲမှာမှနံပါတ်30ကနေစပြီးတော့ပြောပြပေးမယ်နော်အဲ့တော့နံပါတ်30ကဘာ 连锁肉便利。 ြင်သစ်က Facebook ကိုအရန်သုံးနေနိုင်ငံတွေမှာပါပါတယ်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်လူပေါင်း25သန်းခန့်က Facebook ကိုအသုံးပြုနေတာသူတို့နိုင်ငံမှာအဲ့တော့ဒီမှာဆိုရင်ဒါသူတို့နိုင်ငံမှာ Facebook ကိုအကြောင်းမျိုးမျိုးနဲ့အသုံးပြုကြတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့သူတို့နိုင်ငံမှာအထူးဆန်းတယ်သူတို့နိုင်ငံမှာရှိတဲ့ဒါ Facebook သုံးဆွဲသူတွေဟာဆိုလို့ရှိရင်ね like အလုံးများတဲ့ page တွေကဘာလဲဆိုတော့အချိုရီတို့ဒီလိုမျိုးအစားအစာတော့အဲ့ဒီ page တွေကိုများသောအားဖြင့် like လုပ်တယ်တဲ့ဩမြန်မာပြည်မှာတော့ဘယ်ဟာ like လုပ်တာအများဆုံးလဲမသိဘူးကိုကတော့လေအဲ့လို cos cosmetic တွေဒီ angie 8တွေအဲ့ဒီ page တွေကိုလိုက်လောက်တာများတယ်เนาะဒါတော့ကော main ကလေးကိုအဲ့တော့နောက်တစ်ခုကနောက်ထပ်နံပါတ်9နိုင်ငံကကြတော့ Germany Germany ကကြတော့ဒီ Facebook သုံးဆွဲသူဒါအများဆုံးရှိတဲ့နိုင်ငံတွေတဲကတခုပါတဲ့ဒီမှာဆိုရင်သူတို့နိုင်ငံမှာလူဦးရေက87.89တန်းရှိပါတယ်အဲ့ဒီမှာဆိုရင် Facebook သုံးဆွဲသူတွေရတယ်တဖြည်းဖြည်းနဲ့တစ်နှစ်ထက်တစ်နှစ်ပေါ့နော်တရရရကိုတိတိတသာတိုးတက်တာတိုးတက်လာပါတယ်အဲ့တော့ Germany နိုင်ငံသား25.2တန်းနီးပါးက Facebook ကိုဆွေ ဆဲဆဲမြဲအသုံးပြုကြရတယ်။သူတို့တဲမှာမှ Facebook အသုံးပြုတဲ့80ရာခိုင်နှုန်းဟာဆိုလို့ရှိရင်အသက်18နှစ်ကနေ44နှစ်အတွင်းနဲ့။အော်ဒါ Facebook သုံးတဲ့ဒါပေါ့နော်လူပမာဏပြီးတော့နံပါတ်၈နိုင်ငံက Philippines Philippines ကကြတော့2012ခုနှစ်မှာသူတို့နိုင်ငံမှာရှိတဲ့လူဦးရေ66.8တန်းတန်းအထိဒါရောက်ရှိလာတဲ့အာရှနိုင်ငံတစ်နိုင်ငံပေါ့နော် Philippines ဆိုအဲ့တော့ဒီမှာဆိုရင်သူကလူ3မှာတဦးက Facebook ကိုအသုံးပြုတယ်။လူဦးရေဟာဆိုလို့ရှိရင်စုစုပေါင်း30.2တန်းဟာ ဆိုရင် Facebook ကိုဆွဲဆွဲလန်းလန်းကိုအသုံးပြုနေကြပါတယ် Philippines မှာနောက်တစ်ခုကကြတော့ Facebook မပါဘဲနဲ့ဘယ်လိုမျိုးလုပ်ငန်းဆောင်တာအောင်မသူတို့လုံဆောင်နိုင်ခြင်းမရှိပါဘူးတဲ့ပိုဆိုးတာကဒါပေါ့နော်အာ Philippines အာသူတို့နိုင်ငံမှာရှိတဲ့အမျိုးသမီးအမျိုးသားအမျိုးသမီးတွေမှာမှအမျိုးသမီးတွေက Facebook ကိုထိတ်တန်းသုံးဆွဲတဲ့သူတွေဖြစ်ပါတယ်တဲ့ဒါအမျိုးသမီးတွေပို့ပြီးတော့နှစ်သက်ကြရဲပေါ့နော်နောက်ထပ်နံပါတ်9နိုင်ငံကတူရကီတူရကီကလူဦးရေစုစုပေါင်း84တန်းကနေပြီးတော့ဒါပေါ့နော်အဲ့ထဲမှာမှ32တန်းက Facebook Facebook ကိုအသုံးပြုတယ်။ Facebook ကိုအမျိုးသားနဲ့အမျိုးသမီးဥယျာဉ်အနေနဲ့ဘယ်သူဥယျာဉ်ကပို့ပြီးတော့များတယ်လို့မဟုတ်ဘဲနဲ့အချိုးကျအညီအမျှကို Facebook ကိုဆွဆွလန်လန်အသုံးပြုနေကြတာ။အဲဒါဆိုတော့ဒါ balance ဖြစ်တယ်ပေါ့နော်။ညီမရဲ့တော့ဒီမှာဆိုလို့ရှိရင်သူတို့အသုံးပြုတဲ့အသက်အရွယ်က18ကနေ35နှစ်အတွင်းအရွယ်ရောက်ပြီးတဲ့လူငယ်တွေကဒါလုံးဝအများဆုံးပေါ့နော်အသုံးပြုနေကြတယ်။ပြီးတော့အချက်လက်တွေရဆိုရင်ဂျာမနီနိုင်ငံလူဦးရေ54%ကတော့ Facebook သုံးဆွဲတဲ့သူတွေတဲ့။ပြောရမယ်ဆိုတော့1နီးပါးလောက်ပေါ့နော်။ နောက်တစ်ခုကကြတော့နံပါတ်6 Facebook အများဆုံးသုံးပြတဲ့နိုင်ငံက UK အဲ့တော့ UK မှာရှိတဲ့53ရာခိုင်နှုန်းနီးပါးလောက် internet သုံးဆွဲတဲ့သူတွေက Facebook သုံးဆွဲတဲ့သူတွေဖြစ်နေပါတယ်အဲ့တော့ UK မှာ Facebook သုံးဆွဲတဲ့သူကဒါအခြေအတွက်အတိအကျပြောမယ်ဆိုရင်33တန်းရှိတယ်အဲ့ထဲမှာမှ53ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်တယ်တဲ့အမျိုးသားတွေတတိယရာခိုင်နှုန်းပိုတယ်နော်အဲ့တော့ဒီမှာဆိုရင် Facebook သုံးဆွဲတဲ့သူဒီရာခိုင်နှုန်းတဝက်လောက်ကအင်္ဂလိပ်လူမျိုးတွေဖြစ်တယ် UK မှာရှိတဲ့သုံးဆွဲသူတွေကဒါ page တချို့ကို like တွေပြုလုပ်ကြရဲဆိုပေမဲ့ဒီ page နဲ့ပတ်သက်ပြီးတော့တို့ရဲ့ဒီပေါ့နော်လုံဆောင်ရေးတွေက active တော့မဖြစ်ဘူး။ဒါပြီးတော့ comment ပေးတာမျိုး page နဲ့ပတ်သက်ပြီး activity မှာပူးပေါင်းပါဝင်ဆောင်ရွက်တာမျိုးဒါမျိုးတော့သိမရှိဘူးတဲ့။ဒါနံပါတ်6 UK ပေါ့နော်။ပြီးတဲ့ခါမှာနံပါတ်9နေရာမှာရှိတာကြတော့ Mexico ။အဲ Mexico ကကြတော့ Facebook သုံးဆွဲတဲ့သူ39.8တန်းရှိပါတယ်တဲ့။ အဲ့တော့ဒီမှာဆိုလို့ရှိရင်ခံမှန်းကြီးအရာဆိုရင်မက္ကဆီကိုမှာ Facebook သုံးဆွဲလူဦးရေရဲ့ဒါပေါ့နော်ဟိုလူဦးရေဆိုဘယ်လောက်ရှိလဲဆိုတော့35ဒသမ800ခန့်လောက်ရှိတာပါတဲ့အဲ့တော့ဒီမှာဆိုရင် Facebook သုံးဆွဲတဲ့သူဟာဆိုရင်အမျိုးသားနဲ့အမျိုးသမီးဦးရေကတော့ကုနနိုင်ငံလိုပဲကွာခြားမှုတော့မရှိဘူးပေါ့နော်အဲနောက်တစ်ခုကမက္ကဆီကိုမှာ like အများဆုံးလုပ်တဲ့ page ရှိတယ်အဲ့ဒါကကြတော့ကုနပထမဦးဆုံးဒါပေါ့နော်ဒီပြင်သစ်လိုမျိုးပဲသူကဘာလဲဆိုတော့မုံနဲ့အချိုရေအမှတ်တံဆိပ်တွေရှိတဲ့ page တွေကို like အစားအစာတွေပေါ့နော်အဲ့ page တွေကိုပဲအများဆုံး like လုပ်ကြပါတယ်တဲ့ဒါရနံပါတ်5 Mexico ပြီးရခါမှာနံပါတ်4ကကြတော့ Indonesia အဲ့တော့ဒီမှာဆိုရင် Indonesia ကလူလူပေါင်း22ရာခိုင်နှုန်းက internet အသုံးပြုတယ်ဆိုပေမဲ့ Facebook account ရှိတဲ့သူကတော့20ရာခိုင်နှုန်းရှိရဲ့တဲ့ပြောရမယ်ဆိုရင်22မှာ22ရာခိုင်တော့ internet အသုံးပြုတဲ့ထဲမှာ20ရာခိုင်နှုန်းကြီးပါ Facebook account ရှိရဲ့ဆိုတော့ပြောရမယ်ဆိုရင်2%ပဲ Facebook အကောင့်မရှိရပါတော့။အဲ့တော့ဒီမှာဆိုရင်အမျိုးသားတွေကအမျိုးသမီးတွေထဲ Facebook ကိုပို့ပြီးတော့အသုံးပြုတယ်။အင်ဒိုနီးရှားကျတော့ဖြောင်းပြန်ဖြစ်သွားပြီ။အဲ့တော့ ဒီမှာဆိုရင်မီဒီယာဆိုင်မျက်နှာတွေဟာဆိုလို့ရှိရင်လည်းအင်ဒိုနီးရှားနိုင်ငံမှာ like အများဆုံးပြုလုပ်ခံရတဲ့ Facebook page တွေဖြစ်ပါတယ်တဲ့အဲ့တော့ဒီမှာဆိုရင် Facebook သုံးဆိုရဲ48.8တန်းကလူမှုရေးမီဒီယာ website မှာသတင်းတွေနဲ့အမှတ်တရတွေကိုဟိုအဓိကပေါ့နော် sharing လုပ်ဖို့အတွက်သုံးရတယ်တဲ့ဒါကနံပါတ်၄ပြီးတော့ဒါ top 3ရောက်ပြီပေါ့နော်ဒါထိတ်ဆုံးသုံးနိုင်ငံအဲ့ထဲမှာမှနံပါတ်3နိုင်ငံကဘာလဲဆိုတော့အိန္ဒိယပါတဲ့အိန္ဒိယနိုင်ငံသုံးတယ်နော်အဲ့တော့အိန္ဒိယမှာဆိုရင်လူမှုရေးပေါ့နော်တန်း1000အထိရှိလာပါပြီတဲ့ဟို ဆိုရင်အဲ့တော့အရင်များအဲ့တော့ဒီမှာဆိုရင်နိုင်ငံအတွင်းမှာအင်တာနက်သုံးဆွဲတဲ့ရာခိုင်နှုန်းကအာသုံးဆွဲတဲ့ရာခိုင်နှုန်းမဟုတ်သုံးဆွဲတဲ့သူအရေအတွက်က61.8%တန်းမှာဆိုရင် Facebook အကောင့်ကြီးရှိတယ်။အဓိကသုံးဆွဲတဲ့သူတွေကတော့အမျိုးသားတွေဖြစ်ပါတယ်။အဲ့တော့အဲ့အမျိုးသားတွေသုံးဆွဲတဲ့အပြင်သူတို့အိန္ဒိယနိုင်ငံသားတွေရဲ့အဓိကအသုံးအများဆုံးစိတ်ဝင်စားဆုံးဟိုစိတ်ဝင်စားမှုအရှိဆုံးနဲ့ like အလုပ်ခံရတဲ့ page ကဘာလဲဆိုတော့ဒီဒီနည်းပညာနဲ့ပတ်သက်တဲ့ page တွေ။သူတို့အဲ့ဒါအရင်စိတ်ဝင်စားအရင်လေ့လာကြရတဲ့။အဲ့တော့ဒီမှာ ဆိုလို့ရှိရင်ဤပညာနဲ့ပတ်သက်တဲ့ page တွေကို like လုပ်ထားတယ်။ဒါအပြင် Facebook သုံးဆွဲတဲ့သူအများစုကအသက်18နှစ်နဲ့အထက်လူငယ်ပိုင်းနေပေါ့နော်။အဲ့ညမှာအဲ့နာအဲ့နာပတ်ဝန်းကျင်ပေါ့။နောက်ထပ်နှစ်နိုင်ငံက Brazil နဲ့ American ပေါ့နော်။နှစ်နိုင်ငံအဲ့နှစ်နိုင်ငံမှာဆိုရင် Brazil ဆိုတာဟိုဆိုတာလည်းပေါ့နော်။ဒီလူကြီး68သန်းရှိတယ်။နိုင်ငံအတွင်းမှာအမျိုးသားနဲ့အမျိုးသမီးကလူမျိုးလူမျိုးရင်းမိကြဖြစ်ဖြစ်တဲ့ Facebook ကိုအညီအမျှသုံးဆွဲကြရတယ်။အဲ့တော့ဒီနေ့ခေတ်မှာဆိုရင် Coffee Zee နဲ့ဘောလုံးအားကစားတာမကပဲနဲ့ပေါ့နော်။ Facebook က လည်းဘရာဇီးလ်နိုင်ငံရဲ့အဓိကစီးပွားရေးတစ်ခုဖြစ်လာပါတယ်တဲ့ဒါဒါနံပါတ်3စရင်းဝင်သွားပြီပေါ့နော်နောက်ဆုံးနိုင်ငံဖြစ်တဲ့ American ကကြတော့ဒီ Facebook သုံးဆွဲရသူ165တန်းရှိရတဲ့တော်တော်များများတယ်နော်အဲ့မှာဆိုအများဆုံး like ပြုလုပ်ကြတဲ့စာမျက်နှာကကြတော့ computer နဲ့ mobile နဲ့ပတ်သက်တဲ့ page တွေပါတဲ့သူတို့ဒါတွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြတယ်အာဒါအပြင် American မှာရှိတဲ့ internet အသုံးပြုတဲ့88ရာခိုင်နှုန်းဟာဆိုရင် Facebook account ရှိတဲ့သူက69ရာခိုင်နှုန်းရှိရတယ်အဲ့တော့ပြောမှာဒါ တော်များများ Facebook account တွေရှိပြီးတုံးဆွဲနေကြရတယ်ပေါ့เนาะအဲ့တော့တကယ်တော့မြန်မာပြည်ကိုစတမ်ကောက်သေးလို့ရှိရင်နိုင်မှာလည်းအများကြီးပဲနိုင်ငံလုံးကြီးပါပဲเนาะကဲဒါဆိုရင်ဒါပေါ့เนาะ Facebook နဲ့ပတ်သက်တဲ့ဆွဲလမ်းမှုတွေလည်းပြောပြီးခဏနားကြမယ်เนาะခသစ်ပြုံမီစီကနေပရိသတ်တွေအတွက်ခဏနေလို့ရှိရင်ဘ ഹു ဒုတရရမယ်အကြောင်းအရာတွေပြောပြပေးဖို့အတွက်ပြန်လာခဲ့ပါဦးမယ်ရှင်